ွက်လင့်ကြောင်းကြညာခြင်းအစီအစဉ်နှင့်နိုင်ငံတော်အားလေးပြုခြင်းအစီအစဉ်တွင်ပြည်သူ့ပါတီကိုဌာနချုပ်ဥက္ကဋ္ဌကြီးဦးကိုကိုကြီးမှပမာယုံမြို့နယ်ပြည်သူ့ပါတီကိုသာပြည့်ဝဥတော်အသီးသီးသို့ဝေရောက်ရွေးချယ်ခံရမည်ပြည်သူ့ပါတီနိုင်ငံတော်အားလေးပြုနေနေကျွန်တော်တို့ဤတိုင်းနေတာ ောက်ညွတ်ခြင်းမတိနောင်တဲ့ခြင်းစင်းရဲသောသားချင်းတို့တော်အမောင်တိုင်းကိုပြုံးခွေးတရားမျက်သာခြင်းလွတ်လပ်ခြင်းဒါတို့ညီမတိဟုတော်ခိုင်မာစွာတရိတ်တပြုပါ၏ခိုင်မာစွာတရိတ်တပြုပါ၏အလုံးမဲ့တဲ့နေပါ၏ ဒုဝေကျေးဇူးတင်ကြောင်းပြောသားလိုပါတယ်ဒီနေ့ကျင်းပါလေရန်ကုန်တိုင်းဒေသကြီးကမာရွံ့မြို့နယ်ရွေးကောက်ပွဲအောင်လည်အနိုင်ငံလုံးမြို့နယ်ကျေးရွာတိုင်းဒေသကြီးအနှံ့ကြားပါရွေးကောက်ပွဲအောင်လည်ကျေးရွာကျွန်တော်တို့ပါပြရလက်တိုက်ပြုလို့အဲ့တော့ကျွန်တော်တို့ဒီနေ့ရန်ကုန်တိုင်းဒေသကြီးကမာရွံ့မြို့နယ်မှာ ရွေးကောက်ခွင့်အောင်နိုင်ရေးပေါ်ပြောခွင့်ကျင်းပမယ်ဆိုတဲ့ခါကြတော့ကျွန်တော်ခုတိုင်းဒီနေရာဒီဒေသကိုရောက်ပြီးဆိုတာနဲ့အထိတ်ကမြင်တွေ့နေကျွန်တော်တို့ပြန်ပြီးတော့မြင်အောင်လာပါတယ်ကျွန်တော်တို့ထောင်သားတွေနဲ့သူတို့ထောင်သားတွေနဲ့ဘာကွာတယ်လဲလို့သိလာသိလာတဲ့ခါကြတော့ဘောမာကနိုင်ငံရေးစနစ်ကအသားပြတယ်တောင်းနေတဲ့ခါကြတော့ဖြစ်တယ်ဆိုထောင်သားတွေကလည်းခံစားပြပြမလို့ဘူးသူ့ရဲ့နိုင်ငံရေးစနစ်ဖြစ်မှာသူ့ကလေပတ် ောက်တယ်။နိုင်ငံရေးစနစ်ကဟလာမလွဲမကြောင်သာဖြစ်လာရင်တော့ဒါတွေကဆက်ရှိနေဦးမှာပဲ။အဲ့တော့အဲ့လိုမဖြစ်ဖို့ဆိုတာကနိုင်ငံရေးစနစ်ကမှန်မှန်ကန်ကန်နဲ့ဖို့တိုးတိုးတက်ဖို့လိုတယ်။အဲ့ဒါလိုမဟုတ်ဘူးဆိုရင်တော့မတရားမှုတွေရှိနေသမျှကာလပတ်လို့အဲ့တော့ကျောင်းသားတွေနဲ့ထိတိုက်တွေ့နေပါပဲ။အဲ့တော့ဘာလို့ကျွန်တော်တို့ကျောင်းသားလူငယ်ဆိုတာကအခုကလေးကစွန့်လွတ်စွန့်စားနေတဲ့ဆက်ရှိအနာနဲ့အစီအစဉ်ဆက်လက်ဆောင်ရွက်ပါမယ်။အဲ့တော့ကျွန်တော်တို့ဒီသူပါတီအား ရေတော့ခွဲဖြတ်သန်းတော့မယ်ဆိုတဲ့အချိန်မှာတကယ်ကိုရေတော့ခွဲအောင်မြင်ပြီးလွတ်တော်ပြီးမှစောစောတော့မဆောင်ရနိုင်တဲ့ပုံကိုယ်တွေကိုတတ်နိုင်ဆုံးကျွန်တော်တို့ရွေးချယ်ပါတယ်အဲ့တော့ဒီလိုရွေးချယ်တဲ့နေရာမှာပထမဆုံးကျွန်တော်တို့မိတ်ဆက်ပေးတင်တာကတော့ဗမာရုပ်တို့တွေကနေပြီးတော့ပြည်သူပါတီကိုသားပြုပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းဖြင့်ဝေရောက်ရှင်ပြိုင်တဲ့ဒေါ်စန်းစန်းဝေဖြစ်ပါတယ်ခင်ဗျာ ဆန်းဆန်းဝေရဘောင်ကောချစ်တဲ့နှစ်ခုနှစ်မှာတက်ကတူမင်းတန်းအောင်မြင်ခဲ့ပြီးတော့ဘောင်ကောချစ်တဲ့၆ခုနှစ်မှာရန်ကုန်တက်ကတူမှာဝိဇ္ဇာဘွဲ့ပထဝီဝင် BA ဂျော်ဂရဖီနဲ့အောင်မြင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ပြီးတော့သင်ကြားရေးလုံခြုံရေးအတွက်ဂျုံနဲ့ပညာရေးနယ်ပယ်ဒါကမာရုံမြို့နယ်ပညာရေးနယ်မြေမှာအင်မတန်ရေးကြီးတဲ့ပညာရေးအတွက်ဂျုံနဲ့ပတ်သက်ပြီးတော့ကမာရုံမြို့နယ်အမှတ်၄ခြေခံပညာတက်တန်းကျောင်းမှာယာယီတော်ကကျောင်းဥက္ကဋ္ဌမှာဖြစ်နေတာဝန်ယူခဲ့သူဖြစ်ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ရိုးသက်သည့်ကလေးတွေရဲ့ပညာရေးနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကိုလွတ်တော်သွင်းမှာစွန့်စွန့်တမန်ဆောင်ရွက်နိုင်တဲ့ပုံပုံဖြစ်ပါလေ။ Thank you.